ရန်ငင်းဆိုင်နဲ့အင်းစိတ်ဆိုင်ရလီမှာပြောရတော့မယ်ဒီလိုဆိုင်ဒီဆိုင်နဲ့ဆိုင်ကဒီလိုတွေအကိုကိုလှုပ်ထားတယ်အဲ့ဒီလှုပ်ထားတဲ့အတွက်ကိုအကိုကဒီဆိုင်နဲ့ဆိုင်နဲ့မင်းတို့ကိုလက်တွဲလို့အဆင်မပြေဘူးဆိုပြီးချက်ချင်းကျွန်တော်ဒီဆိုင်နဲ့ဆိုင်ကိုပိတ်ပေးပါမယ်အဲ့ဒီတွေကသူကမဝင်းကားကိုသူတို့အမျိုးမျိုးဒီအကိုမဝင်းကားမဟုတ်ပဲနဲ့သူတို့မဝင်းကားကိုတင်ရောင်းပြီးတော့အဲဆိုင်မောတော့ကိုရဲလေးမှာဂျောင်းတာအကိုမဝင်းကားတာနည်းနည်းပဲယူတာနည်းနည်းပဲယူပြီးတော့ကျန်တဲ့ဟာတွေသူကလှုပ်တာပေါ့နော်လှုပ်တယ်ဆိုအခုပြောတာအကိုပြောနေတဲ့သဘောက ဂျူးဂျူးသားသားအလုံးလုံးစေချင်တာနောက်ဘယ်လိုဆိုလဲဆိုတော့နံပါတ်1အချက်တဲ့ဒီဟင်းကြီးကိုသူ့ကိုရောင်းပေးရမယ်ချက်နီးကိုသူ့ကိုရောင်းပေးရမယ်တဲ့ချက်နီးရောက်မယ်ဆိုနည်းနည်းတော့ကိုယ်လည်းစဉ်းစားသွားတာပေါ့ချက်နီးရောင်းပေးလို့ဖြစ်မလားညီမလေးရေသူ့ကိုချက်နီးရောင်းပေးလိုက်မှဖြစ်အကိုကဒါနဲ့လှုပ်စားနေရလူဖို့အကိုနဲ့နောက်ပြီးအကိုဘယ်လောက်ထိမတ်လုံးပေးလဲဆိုတလောက်ကိုဘာအလုံးမှမလုပ်ရဘဲနဲ့တလောက်ဦးတဲ့42သိန်းလောက်အကိုကအတရင်ရမှာဒါပေမဲ့လူကြောင်မတ်လုံးလीနော်42သိန်းဆိုတာဦးမနေဘူးလी ဒါပေမဲ့လူပြောင်းရဲ့ခွင့်လွတ်တာကိုအခွင့်ကောင်းမရှိပါနဲ့အခုကျွန်တော်တို့သူလောက်တဲ့လောက်ရက်တွေဒီကျွန်တော်မင်းကစိုက်ဖက်ရောက်နေပြီဆိုတော့သူကပဲဒါကူညီဖြည့်ရှင်းရမယ့်ပုံစံမျိုးနဲ့ကျွန်တော်တို့ဒါစော်ကားလာ